ရုရှားက Hawari ni nuclear ဒုံးပျံစမ်းသပ်မှုလုပ်ခဲ့ပြီးတဲ့နောက် American က F-35A ဂျက်လေယာဉ်၃စီးကို Moscow စီစီလွတ်နိုဝင်ဘာလ3ရက်နေ့2025ခုနှစ်ပစိဖိတ်သမုဒ္ဒရာမနက်3:00နာရီဟာဝါရီရဲ့အနောက်တောင်ဘက်မီတာ200အကွာမှာရုရှားနျူကလ িয়ার ရေငုပ်သင်္ဘော K549 ကန်ယာဗလာဒီမာကတိုက်ပန်းကြီးခရီးသွားနေစဉ်ဟန်ဆောင်ခဲ့ပါသည် ဒေါ်လာတန်း190တန်ဖိုးရှိတဲ့ဒီ K549 ကင်ညာဗလာဒီမာတင်မော့ဟာဘိုရိုင်တင်မော့အမျိုးအစားဖြစ်ပါတယ်။တကယ်တမ်းမှာတော့ဒီရင်ကုန်တင်မော့ဟာဝါရှင်တန်ကိုတိုက်ရိုက်ချင်းချဖို့ရည်ရွယ်ခဲ့တာပါ။ဒါဟာအမေရိကန်ရဲ့ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေနောက်ပိုင်းလေးစားမှုပြန်ရဖို့အတင်းကျပ်လှုပ်ဆောင်မှုစီစဉ်ထားတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ဒီရင်ကုန်တင်မော့မှာ9မိနစ်အတွင်းမြို့ပေါင်း60ကိုဖျက်ဆီးပစ်နိုင်တဲ့လက်နက်အင်အားတွေပါရှိပါတယ်။စက္ကမိုင်းအကြမှာတော့ R30M ဒုံးပြန်60ကိုပစ်လွှတ်လိုက်ပါတယ်။ ဒုံးမြတ်ဒဇင်းစီမှာကီလိုတန်တရာအားရှိတဲ့အပူပိုင်းနျူကလ িয়ার ဒုံးကောက်ပါရှိပြီးဟာဝါရီစီအရှိန်နဲ့သွားနေခဲ့ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့ပလဲစိတ်ကမ်းမှာရှိတဲ့အမေရိကန်ရေတပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးကုကဲမှုဌာနဖြစ်ပါတယ်။တကယ်လို့ဒီဌာနသာဖျက်ဆီးခံရမယ်ဆိုရင်ပစိဖိတ်ဒေသမှာရှိတဲ့အမေရိကန်ရေတပ်ရဲ့လုပ်ငန်းတွေကိုလာပေါင်းများစွာရပ်တန့်သွားစေနိုင်ပါတယ်။ချက်ချင်းဆိုသလိုပဲအမေရိကန်ကတမနီမှုန်တိုင်းစစ်ဆေးရေးကိုစတင်ခဲ့ပါတယ်။ EA-18G Glowa လေးဒဇင်းနဲ့ F-35E Lightning II တိုက်လေယာဉ်၃စီးဆင်လုပ်ခဲ့ပါတယ်။တိုက်လေယာဉ်၄စီးက AGM 158 cruise ဒုံးကျည်15စီးကိုတင်ဆောင်ပြီးဖြတ်တက်သွားခဲ့ပါတယ်။သူတို့ရဲ့မစ်ရှင်ကတော့ Russia Pacific ရေတပ်မတော်ရဲ့အရေးကြီးဆုံးအခြေစိုက်စခန်းဖြစ်တဲ့ Vladivostok ရေတပ်စခန်းကိုတိုက်ခိုက်ဖို့လာခဲ့တာပါ။နိုဝင်ဘာလ3ရက်နေ့2025ခုနှစ် Pacific သမုဒ္ဒရာမနက်3:00နာရီပင်လယ်ရေပြင်ဟာဟာဝါရီရဲ့အနောက်တောင်ဘက်မီတာ200အကွာမှာညှိနှက်နေခဲ့ပါတယ်။ရေပြင်ကမီတာ4000အနက်ရှိတဲ့အမဲရောင်ကျောက်ပေါ်ကငွေရောင်မှတ်တစ်ချက်လိုပဲမြင်ရပါတယ်။ အောက်ဖက်အဝေးမှာတော့ K549 ကင်ညာဗလာဒီမာရေကုန်တင်မော်ဟာမီတာ125မီတာနာမှာနေနေပါရီသူရဲ့တံမဏိကိုတဲ့အတွင်းမှာတန်16000အလေးချိန်ရှိတဲ့တပ်ထုတွေက R30M နျူကလ িয়ার ဒုံးပြန်6ဆင်းကိုထိန်းထားပါရီဒုံးပြန်တစည်းချင်းစီဟာကီလိုတန်တရာရှိတဲ့ဒုံးကောင်း10ကိုအထိတည်ဆောင်နိုင်ပါရီအားလုံးပေါင်းလိုက်ရင်9မိနစ်အောက်မှာမြို့ပေါင်း60ကိုဖျက်ဆီးပြစ်နိုင်လာတဲ့စွမ်းအားရှိပါရီ ကိုရကြောင်ဒီရေကုန်တမဟာအမေရိကန်ရဲ့ဂျိုဒူးတွေနဲ့ရေအောက်အတန်ဖန်ကရိယာတွေရဲ့အမြင်ကွဲကနေလွတ်မြောက်နေခဲ့ပါတယ်။သူဟာတနိုင်းကို6ရေမိုင်နှုန်းထက်ပိုမမြန်ပဲသူစည်နာတင်မော်လို့ဟန်ဆောင်လှူရှားနေခဲ့တာပါ။ဒါပေမဲ့ဒါဟာလိန်ညာမှုပါ။ဒီရေကုန်တမဟာမြောက်ပိုင်းလှမ်းစစ်စင်ရဲ့ဗဟိုချက်ဖြစ်ခဲ့ပါတယ်။မော်စကိုကဒီစီမံကိန်းကို2025ခုနှစ်အောက်တိုဘာလ2ရက်နေ့မှာအတည်ပြုခဲ့တာပါ။ဒီစီမံကိန်းကစစ်ပွဲစတင်မှုမဟုတ်ပါဘူး။ဒါဟာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေနောက်မှာဝါရှင်တန်ကို၆လံပြီးလေးစားမှုအတင်းကျပ်ရယူဖို့ရည်ရွယ်ခဲ့တာပါ တမ်မနီကိုရဲအတွင်းမှာအမှုရန်142ရောက်ဟာတင်းနေကြတဲ့တိတ်ဆိတ်စွာနေထိုင်နေကြပါရီအပြင်ဘက်မှာတော့ဖီယာဟာတလမပတ်လေကိုပေါင်9000ကျော်ရှိနေပါရီဒီဖီယာကလူတယောက်ကိုချက်ချင်းသေးစေနိုင်ပါရီထိန်းချုပ်ခန့်ပုံပြားရိပေါ်မှာအနီရောင်မီးလုံးလေးတွေမှိတ်တုံမှိတ်တုံဖြစ်နေပါရီလေတူထဲမှာတန်တန်နဲ့စီနန်တွေယာနေပါရီကပ်တိန်မမန့်စ်ကအသက်42နှစ်အရွယ်စစ်မှုထမ်းဟောင်းတော်ဘာသူကဒီဂျစ်တယ်နိုင်ကိုကြည့်နေပါရီနိုင်ကမော်စကိုစံတော်ချိန်8:45မိနစ်ကိုပြနေပါရီ စမ်းသပ်ပြစ်လို့ပြင်ဆင်ပါဆိုတဲ့ကုတ်ဝတ်အမိန့်တစ်ခုရှောက်လာပါတယ်။ပြင်မကဟာဝါရီရဲ့ပတ်ဝန်းကျင်နဲ့နမိတ်ဖြစ်ပါတယ်။ဒီအမိန့်ရဲ့အဓိပ္ပာယ်ကအမေရိကန်မြေနီးနားမှာတကယ်နျူကလ িয়ার စမ်းသပ်မှုလုပ်ဖို့ပဲဖြစ်ပါတယ်။ဒီစမ်းသပ်မှုကအမေရိကန်ပိုင်နယ်မြေကနေမီတာ480အကွာမှသာရှိပါလိမ့်မယ်။ဒါဆေးခေနောက်ပိုင်းအကြမ်းဆုံးလှုပ်ရှားမှုဖြစ်ပါတယ်။ရင်ငုံတင်မောရဲ့အပေါ်မှာပစိဖိတ်သမုတ်တရားဟာနေရာအောက်မှာတောက်ပါနေပါတယ်။ခီးသည်တင်လေရင်တွေကအပေါ်စီးကနေပြန်တန်းနေပါတယ်။ ဟိုနိုလူလူကတငားတွေဟာဘာမှမသိပဲစိတ်ကန်းကနေထွက်ခွာသွားကြပါလိမ့်။သူတို့အောက်မှာဒုံကောင်6ခုပါတယ်။ရေငုံတင်းမောင်းရှိနေတာကိုဘယ်သူမှမသိပါဘူး။အဲ့ဒီဒုံကောင်တွေဟာဟီရိုရှိမားမှာပောက်ခွဲခဲ့တဲ့စွမ်းအင်ထက်အစာပေါင်း1200ပိုများတဲ့စွမ်းအင်ကိုထုတ်လွှတ်နိုင်ပါလိမ့်။ပြည်လုံးမဲ့ဒီနေရာကိုသတ်မှတ်လိုက်ပါပြီ။မြောက်လက်တီကျူ20.8ဒီဂရီအနောက်လောင်တီကျူ156.3ဒီဂရီဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကစစ်မြေပြင်တိုက်ခိုက်မှုအဖြစ်မဟုတ်ပဲသတင်းစကားပေးပို့ရှိခဲ့တာပါ။ဟာဝါရီစံတော်ချိန်မနက်9:00နာရီမှာကိုကဲမှုလှိုင်းကအစိအောင်ပြောင်းသွားတဲ့အခါပင်လယ်တိတ်ဆိတ်မှုဟာပြက်စီးသွားပါတော့တယ်။အမေရိကန်ဟာနှစ်ပေါင်း60ကျော်အတွင်းသူ့ရဲ့အနီးဆုံးနျူကလ িয়ার အရေးကိုရင်ဆိုင်ရပါတော့မယ်။မနက်9:45မိနစ်မှာဟာဝါရီအိုအာဟုကျွန်းအနီးပလဲစိတ်ကမ်းပေါ်မှာနေရောင်ကြီးနနက်ခင်းတောက်ပါနေပါလိမ့်။လေတုကလည်းတည်ငြိမ်ပြီးငြိမ်သက်နေပါလိမ့်။အဲ့ဒီတည်ငြိမ်မှုအောက်မှာအန်ဒီယာတွေကတော့ဆောင်းဆိုင်နေခဲ့ပါပြီ။ အမေရိကန်ရေတပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးကိုယ်ကဲမှုဌာနမှရေတသားထောင်းနေရာကျော်ဟာသူတို့ရဲ့အလုတ်စင်းချိန်ကိုစတင်နေကြပါပြီ။နီးပညာရှင်တွေကမီတာ1500အကွာကချိန်ချောက်မှုတွေကိုမြင်နိုင်တဲ့ဒေါ်လာတန်240တန် AN Spy 6 Radar စနစ်ကိုပြုပြင်နေကြပါပြီ။အဲဒီရေဒါက software အနေနဲ့ချုပ်ရင်းမှုကြောင့်58နိုင်ကြောင်းအလုံးမလုံးနိုင်ပဲရပ်တန့်နေခဲ့ပါပြီ။အရာအယုံကန်ကိုရီးယားနှစ်ခုကလည်းမနက်နှစ်နာရီ18မိနစ်မှာအလုံးမလုံးတော့ပဲရှက်သွားခဲ့ပါတယ်။ဟာဝါရီရဲ့ပအဝင်ခြင်းနဲ့နံပါတ်တစ်ခုလုံးဟာမျက်စိကန်သွားခဲ့ပါတယ်။ အချက်ပေးတာမရှိတယ်လို့သတိပေးချက်လည်းမရှိခဲ့ပါဘူး။မနက်9:52မိနစ်မှာအသက်28နှစ်အရွယ်စစ်မှုတန်း Elias Ward ကအရင်မျက်နှာပြင်ပေါ်ကမှိန်ဖြော့တဲ့ရောင်စင်လိုက်တစ်ခုကိုမြင်လိုက်ရပါတယ်။သူဟာအနောက်တောင်ဘက်ရေမိုင်210အကွာကနေနှေးကွေးပြီးအားနည်းတဲ့ပဲတင်တန်တွေကိုတွေ့လိုက်ရပါတယ်။သူမတန်းတပြီးအစီရင်ခံခဲ့ပါတယ်။အကြောင်းပြန်ချက်ကဒါဟာလီဒူရဲ့အနောက်ရှက်ဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါအနောက်ဆုံးရရှိခဲ့တဲ့သတိပေးချက်ဖြစ်ပါတယ်။ ကန်ဂျီကနေ6မိုင်အကွာမှာ K549 ကညာဗလာဒီမာရေကုန်းတင်းမော့ကမီတာ90မှာရပ်တန့်နေပါတယ်။သူဟာ R30M ဒုံးပြန်6ဆင်းကိုတည်ဆောင်ထားပါတယ်။ရေကုန်းတင်းမော့ဟာမီတာ125မီတာကနေမီတာ61မီတာကိုတက်လာပါတယ်။ဒုံးပြန်ပြလမ်းကြောင်းတွေတစ်ခုပြီးတစ်ခုပွင့်လာပါတယ်။ထိန်းချုပ်ခန်းထဲမှာအနီရောင်မီးလုံးတွေလင်းလက်လာပါတယ်။ကပတိန်ကပြစ်လို့ပို့အမိန်ပေးလိုက်ပါတယ်။မနက်09:00မိနစ်မှာ R30M ဒုံးပြန်6ဆင်းဟာပင်လယ်ထဲကနေထိုးထွက်လာပါတယ်။ တို့ဟာအီယာမဖီယာဂျီနဲ့ရေမျက်နှာပြင်ကိုဖျက်ပြီး Massis Point နိုင်နှုတ်နဲ့အိုအာဟုကျွန်းစီကိုဥတီပြန်တန်းသွားခဲ့ပါတယ်။ဒုံးပြတ်တစင်းစီဟာကီလိုတန်100ရှိတဲ့နျူကလ িয়ার ဒုံးကောင်ကိုတည်ဆောင်ထားတာပါ။ဒုံးကောင်တစ်ခုချင်းစီဟာဟီရိုရှိမားဘုံရဲ့စွမ်းအားထက်ဆယ်ဆပိုများပါတယ်။အဲဒီအချိန်မှာအခြေဆိုင်စခန်းရဲ့ Patriots PAC-3 ကာကွယ်စစ်တပ်ကပြစ်လွှတ်မှုကိုထောက်လှမ်းမိပါတယ်။စစ်စင်ရေးမှုတွေကရေကုန်သင်္ဘောကနေပြစ်လွှတ်လိုက်တဲ့ဒုံးပြန်ကိုအရင်မျက်နှာပြင်ပေါ်မှာတွေ့လိုက်ရပါတယ်။သူတို့ကကြားပြတ်တိုက်ခိုက်မဲ့ဒုံးပြန်15စင်ကိုပြစ်လွှတ်ခဲ့ပါတယ်။ ဂျာပြတ်ဒုံပြတ်၅ဆင်းဖြည့်ဆည်းခံလိုက်ရပါတယ်။ဒါပေမဲ့ဒုံပြတ်၂ဆင်းကတော့ကျော်လွန်သွားခဲ့ပါတယ်။ပထမဆုံးဒုံကောင်းကလောင်စာစီတိုးလောင်ယုံတစ်ခုရဲ့အပေါ်ကိုပောက်ကွဲသွားခဲ့ပါတယ်။သူကမီတောက်တွေနဲ့အရေးပြောတဲ့တမ်းမီတွေကိုထုတ်လုပ်ခဲ့တာပါ။လေးအင်းစီ၃.၈တန်းလီတာဟာ69ကီလိုမီတာကျယ်ဝန်းနဲ့မီလုံးကြီးအဖြစ်ပောက်ကွဲသွားခဲ့ပါတယ်။ဒီမီလုံးကြီးဟာမီတာ960အထိကောင်းကင်ကိုတက်သွားခဲ့ပါတယ်။လင်းယုံတွေဟာလည်းစက်ကူလိုပြိုကျသွားပါတယ်။၄စက္ကန့်ကြာမှဒုတိယမြောက်ဒုံပြန်ကအတိကတအားပေးစေုံကိုထိမှန်ခဲ့ပါတယ်။ အနောက်ဘက်ဓာအပိစနစ်တစ်ခုလုံးမှောင်မိုက်သွားခဲ့ပါတယ်။လေရင်ပြေးလန်းတွေဟာအပူဒဏ်ကြောင့်လောင်ကျွမ်းသွားပါတယ်။ဒမ်မနီတွေဟာမြစ်တွေလိုအရေးပျော်ပြီးစီးဆင်းနေပါတယ်။မင်းနေပိုင်အတွင်းမှာလူ18ဦးသေဆုံးခဲ့ပါတယ်။လူ320တန်ရာရခဲ့ပါတယ်။89ဦးကတော့မီးလောင်ထားလို့ဘယ်သူမှမသိအောင်မမတ်မိပဲဖြစ်ခဲ့ရပါတယ်။ဒီပျက်စီးဆုံးရှုံးမှုဟာလည်းဒေါ်လာ6.3ဘီလီယံကျော်ရှိခဲ့ပါတယ်။အဲ့ဒီပြည်စီဆုံးရှုံးမှုဟာဟာဝါရီရဲ့ပြည်တွင်းအသတင်းထုတ်လွှင့်မှု GDP ရဲ့၄ပုံတစ်ပုံနဲ့ညီမျှနေပါတယ်။ ဝါရှင်တန်ဒီစီမှာမနက်09:25မိနစ်မှာတော့အခြေအနေထိမ့်ချုပ်ရေခံမှာဟာတိတ်ဆိတ်သွားခဲ့ပါတယ်။မျက်နှာပြင်းတွေပေါ်မှာမီးလောင်နေတဲ့လေရင်ရောင်တွေနဲ့လောင်စာစီကန်တွေရဲ့ဂျိုတူပုံရိပ်တွေကလည်းအနေအောင်တောက်ပါနေပါတယ်။မိဂိုလုံးကြီးကလည်း6မှအထိမြင့်တက်နေပါတယ်။စစ်ဦးစီးချုပ်ကခဲရုပ်လိုမျက်နှာနဲ့ယက်နေပါတယ်။သူကနောက်ထပ်စစ်မျက်နှာတစ်ခုဖွင့်နိုင်မဲ့စကလုံး၃လုံးကိုပြောလိုက်ပါတယ်။ချက်ချင်းလက်တော့ပြန်ခွင့်ပြုပါတဲ့။မနက်09:28မိနစ်မှာတမ်နီမောင်နိုင်စစ်စင်ကြီးကိုစတင်ခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမှာကောဟွတ်အမိန့်တွေဟာပစိဖိတ်တခွေမိုးချိန်တန်လို့ပြန့်နှံ့သွားပါတယ်။ဂျပန်ပင်လယ်တဲကအမေရိကန်ရေတပ်ရဲ့ဒေါ်လာ73ဘီလီယံတန်စစ်သင်္ဘောကြီး USS Geras of Force ပေါ်မှာအမိန့်တွေဟာကုန်းပတ်တိုင်ကိုရောက်ရှိသွားခဲ့ပါတယ်။အမှုတန်းတွေဟာသူတို့ရဲ့နေရာကိုအလင်းမြန်သွားကြပါတယ်။လေရင်လေးစီးဟာပြန်တန်ရေးကုန်းပတ်ပေါ်ကိုရောက်လာပါတယ်။ EA-18G Glower လျှက်စစ်စစ်ပွဲလေရင်တစ်စီး F-35 Lightning II တိုက်လေယာဉ်သုံးစီးတို့ပါဝင်ပါတယ်။သူတို့မှာ AGM-158 ရေပြင်ပစ် ုံးပြန်ရှိ15စီးကိုတက်ဆင်ထားပါရီမနက်09:46မိနစ်မှာအင်ဂျင်တွေအော်ဟစ်လာပါရီလေးလေးစင်းဟာပေ4000အမြင့်ကိုတက်သွားပါရီသူတို့ဟာ Mercedes 92အနှုံးနဲ့အနောက်ဘက်ကိုဦးတည်ပြန်တန်းသွားခဲ့တာပါသူတို့ရဲ့ပြစ်မှတ်က Vladivostok ရေတပ်အခြေစိုက်စခန်းဖြစ်ပါရီညနေ9:00မိနစ်မှာရုရှားရေဒါထိန်းချုပ်သူတွေကသူတို့ရဲ့မျက်နှာပြင်ပေါ်တွေမှာ live movement မှုတွေကိုတွေ့လိုက်ရပါတယ်။ပုံရိပ်တွေပြိုကွဲသွားပါတယ်။ ရေဒါပေါ်မှာလေယာဉ်အတုဒါဇင်ပေါင်းများစွာပေါ်လာပြီးမဖြစ်နိုင်တဲ့အရှိန်တွေနဲ့ရွေးရှားနေကြပါပြီ။လေကြောင်းကာကွယ်ရေးမှူးကလျှက်စစ်ပစ္စည်းနှောက်ယှက်မှုပဲလို့အော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့လည်းနောက်ကျခဲ့ပါပြီ။အဲ့ဒီထက်22စက္ကန့်စောပြီးဂျပန်ပင်လယ်ရဲ့အပေါ်စီးမှာ EA 18G Glower လေယာဉ်ကသူ့ရဲ့ ALQ 249 Next Gen နှောက်ယှက်စနစ်ကိုပြစ်လွှတ်လိုက်ပါတယ်။သူဟာလေလိုင်းကိုအချက်ပြစူညံတန်းတွေနဲ့ပြင်းထန်စေခဲ့ပါတယ်။ နောက်ရှက်နိုင်တဲ့စွာ600မဂဝတ်နဲ့မိုင်120ပတ်လည်ရှိတဲ့ရုရှားရေဒါအားလုံးကိုမျက်ကွယ်ပြုလိုက်ပါတယ်။ညနေ9:03မိနစ်မှာတော့ F-35A3 စီးဟာကွဲထွက်သွားပါတယ်။သူတို့ဟာ P-4000 အမြင်ကနေ Mach 1.2နှုတ်နဲ့အောက်ကိုဆင်းကျလာတာပါ။သူတို့ရဲ့အတောင်မှန်တွေက AGM-158 Club ဒုံးပြန်15စီးကိုပြစ်လွတ်လိုက်ပါတယ်။ဒီဒုံးပြန်တွေဟာသမုဒ္ဒရာလှိုင်းတွေရဲ့အပေါ်ပေး200အကွာမှသာပြန်တန်းသွားခဲ့တာပါ။ဒုံးပြန်တစ်စီးချင်းစီးဟာ450 kg အလေးချိန်ရှိတဲ့ပြင်းထန်တဲ့ပောက်ကွဲစီတဲ့ တန်စတင်တပ်ထုကိုတည်ဆောင်ထားပါတယ်။သူတို့ကစမတ်ကြပြီးကိုဘသာလမ်းညွှန်နိုင်တာကြောင့်ရက်တက်မှုဆိုတာမဖြစ်နိုင်ပါဘူး။ရုရှားရဲ့ S400 ကာဝေးစနစ်ကတုံ့ပြန်ခဲ့ပါတယ်။သူကဂျာပြတ်ဒုံပြန်စနစ်စင်းကိုပြစ်လွတ်ခဲ့ပါတယ်။ဂျာပြတ်ဒုံပြန်တစည်းကြီးစီရဲ့တန်ဖိုးကဒေါ်လာ900သာမှာဒုံပြန်5စီးသာဖျက်ဆီးခံလိုက်ရပါတယ်။ကျန်တဲ့ဒုံပြန်တွေကတော့တနအီကို680မိုင်နှုံးကျော်နဲ့မြူကိုးတွေကြာကနေ Vladivostok စီကိုပြန်တန်းသွားခဲ့ပါပြီ။ညနေ9:05မိနစ်မှာတော့ပထမဆုံးတိုက်ခိုက်မှုဟာ Trying Drug 2ကိုထိမှန်ခဲ့ပါတယ်။အဲ့ဒီထဲမှာ Yaksam MJ ကိုတင်မော့ကပြုပြင်မှုရောက်ရှိနေပါတယ်။ပောက်ကွဲမှုကြောင့်တမ်မလီတန်းနှစ်ရာဟာအငွေ့ပြန်သွားပါတယ်။တထုအပိုင်းစားတွေကလေးပုံတစ်ပုံမှအကွာကိုလေးထဲလွှင့်သွားပါတယ်။စရစကန်အကြာမှာနောက်ထပ်ဒုံးပြက်တစ်စင်ကလောင်စာစီတူလောင်ရုံကိုထိမှန်ပါရယ်ဒီဇယ်စီကားလန်9200ကိုမီးလောင်ကျွမ်းစေပါရယ်စိတ်ကန်တစ်ခုလုံးမီးလောင်နေတဲ့အိုင်တစ်ခုလို့ဖြစ်သွားပါရယ်ညနေ9:06မိနစ်မှာတော့နောက်ထပ်ဒုံးပြက်50ဟာကလန်နာဖရာတောင်ထဲမှာထွင်းထားတဲ့ရေငုပ်သင်းမဥမီလှိုင်ကောင်ကိုထိမှန်ပါရယ် ဥမေရကွန်ကရစ်အမိုးက6မီတာအထူးရှိပေမဲ့ဖန်ခွက်လိုကွဲအပ်သွားခဲ့ပါရည်။မြေအောက်ကတော်ဘီဒိုတူလောင်ကန်းတွေပေါက်ကွဲပြီးနောက်ထပ်ပေါက်ကွဲမှု73ခုကိုဖြစ်စေခဲ့ပါရည်။မီတောက်တွေဟာပေ1800အထိမြင့်တက်လာပါရည်။ကီလိုမီတာ80အကွာနာခေါတ်ကမျိုးကလူတွေတော့မီးကိုမြင်နိုင်ခဲ့ပါရည်။ညနေ9:00မိနစ်မှာတော့ Glower Lane ကနောက်ဆက်ရေးစနစ်ကိုရလိုက်ပါရည်။ဒီမော်ရီဟာစိတ်ခံတရားမှမီးလောင်နေပါရည်။ရုရှားရေတသား1850တိစုံတားမှုထင်ရရခဲ့ပါရည်။ ရှင်းကုတ်တင်မောင်း၃စီဟာသူတို့ရထားတဲ့နေရာမှာပဲနှိမ့်ုပ်သွားပါတယ်။၉နိုင်အတွင်းရုရှားနဲ့အမေရိကန်တို့ရဲ့တိုက်ခိုက်မှုနှစ်ခုဟာစစ်ဘက်ပစ္စည်းဒေါ်လာ38ဘီလီယံကိုဖျက်ဆီးပစ်လိုက်ပါတယ်။နှစ်ဖက်ပေါင်းလူ1200ကျော်သေဆုံးခဲ့ပါတယ်။ဟာဝါရီမှာဖျက်ဆီးဆုံးရှုံးမှုတွေကလည်းကြီးမာပါတယ်။လူ18ဦးသေဆုံး320ဒဏ်ရာရခဲ့ပါတယ်။လောင်စာဆီး3.8တန်းလီတာဟာစက္ကန့်ပိုင်းအတွင်းလောင်ကျွမ်းသွားပါတယ်။ပလဲစိတ်ကန်တာကအိမ်ပေါင်း2000နီးပါးမိပြတ်သွားပါတယ်။အရက်ဖက်လေယာဉ်တွေပြန်တန်းလို့မရပါဘူး။ ပြတန်ချင်းတောင်းထောင်ရှိတဲ့အစိမ့်ငွေတိမ့်တိုင်ကြီးဟိုနိုလူလူစီစီကိုရွေးရှားလာပါတယ်။စေယုံတွေမှလည်းပြည့်ကျက်ညံနေပါပြီ။ကဲစေးရဟတ်ရင်တွေတစ်နေ့လုံးတစ်ညလုံးပြန်တန်းနေကြပါတယ်။ကဘာတော်အကွာမှာတော့ Vladivostok ဟာတိတ်ဆိတ်နေခဲ့ပါတယ်။တမ်မနီအဆောင်တွေပြိုကျခဲ့ပါတယ်။ရုရှားရေတပ်850သေဆုံးတာမှုပျောက်ဆုံးနေခဲ့ပါတယ်။တစ်ချိန်ကကုန်သွယ်ရေးနဲ့ငင်းငင်းရဲ့တင်ကြတာဖြစ်ခဲ့တဲ့ပစိဖိတ်သမုတ်တရားဟာအခုအခါမှာတော့မာနာရီရဲ့တင်ဆိုင်ဖြစ်သွားတဲ့အကြောင်းဖျော်ဖြေအနေနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။